ရှင်ဝရီလွင်မုံနဲ့အပြိုင်နေရွှေသွေးအောင်ရင်ကြီးကိုချစ်သူတော်ထားတဲ့ညမဖြစ်သူရွှန်းနဒီလွင်မုံ MCL ပြည်သက်များအလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်ရွှန်းဝဒီလွင်မုံကမကြသေးခင်ကမှအိမ်အောင်ကွဲသွားပြီးချစ်သူအစ်တရရှိသွားတာမို့ဆိုရှယ်မီဒီယာမှာဟွန်လေးတကြော်ကြော်ကိုဖြစ်နေခင်တာပါအိမ်အောင်ကွဲမျိုးသမီးတယောက်အနေနဲ့ချစ်သူအစ်တရတာအစမ်းနေရမဟုတ်ပေမဲ့ချစ်သူကောင်းလေးကဒိတ်ဒိတ်ကျဲဖြစ်နေတာမို့ထူးဆန်းခဲ့တာပါမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးမျိုးဆက်ဖြစ်တဲ့အပြင်နာမည်ကြီးသူနေရွှေသွေးအောင်လည်းမှချစ်သူဖြစ် ြစ်နေတာမို့အံ့အားသင့်ခံနေရတာဖြစ်ပါတယ်။ရွှေဝတီလွင်မိုးနဲ့နေရွှေသွေးအောင်တို့တွဲနေတဲ့တဲ့င်ကဆိုရှယ်မီဒီယာမှာအရန်ကိုပွဲစုသွားခဲ့တာပါ။အမဖြစ်သူရဲ့တဲ့င်ကြောင့်ညမဖြစ်သူယွန်းနတီလွင်မိုးကလည်းစိတ်ဝင်စားခံနေရတာပါ။ယွန်းနတီလွင်မိုးကရွှေဝတီလွင်မိုးလိုအမှုပညာဝါဒနာမပါပါဘူး။ငယ်စဉ်ကတည်းကပညာရေးကိုသာအာရုံစိုက်နေခဲ့တယ်လို့လက်ရှိမှာလည်းနိုင်ငံသားမှကြောင်းတက်နေတာပါ။ဒါပေမဲ့အမဖြစ်သူယွန်းဝတီလွင်မိုးနဲ့တူတဲ့အချက်တစ်ချက်တော့ရှိပါတယ်။ယွန်းနတီလွင်မိုးကလည်းအသက်ငယ်ငယ်လေးနဲ့ချစ်သူကောင်းလေးထား ားပြီးပျော်ရွှင်လုပ်နေတာပါနိုင်ငံသားမှတောင်းတူတက်ရင်ချစ်သူကောင်းလေးသားကတိုက်ခမ်းမှအတူတူရှိနေတတ်ပါတယ်ရိုးနဒီလွင်မို့ကတနေတာဘလော့ကလေးတွေကိုလည်းသူမရဲ့ကောင်မှအမြဲတမ်းတင်ဆက်ပေးနေတာပါချစ်သူကောင်းလေးနဲ့အခန်းထဲမှာမုန်းလို့စားတဲ့ဗီဒီယိုတွေဆိုလည်းအမြဲတမ်းတင်ပေးတတ်ပါတယ် Unity လွင်မိုးရဲ့ချက်သူကောင်းလေးကိုပြိုင်သက်တွေကအမြဲမြင်တွေ့နေရပြီးမယ်ဘယ်သူမှမသိကြပါဘူးမျက်နာပုံစံကမြန်မာနေအစင်တူတာကြောင့်ရှင်ကြီးရဲ့လူသားထင်နေခဲ့တာပါတကယ်တည်းမှာတော့ Unity လွင်မိုးတွဲနေတဲ့ချက်သူကောင်းလေးကအားလုံးနဲ့ရှင်ကြီးတဲ့အတိုင်းဝိုင်းနဲ့ကဖြစ်ပါတယ်နေရွှေသွေးအောင်ရဲ့ညီဖြစ်သူနဲ့တွဲနေတာလို့သိရပါတယ်ဒါကြောင့်မလို့ရုပ်ချင်းလဲစင်တူတလုံးနေထိုင်တဲ့ပုံစံအပြုမူတွေကအစာစင်တူနေခဲ့တာဖြစ်ပါတယ်ဒါကြောင့် Unity လွင်မိုးကနေရွှေသွေးအောင်နဲ့တွဲနေတယ်လို့ Unity လွင်မိုးကညီဖြစ်သူနဲ့တွဲနေတာ ကြောင့်လည်းအံ့အားသင့်စရာဖြစ်လို့နေတာဖြစ်ပါတယ်။နေရွှေသွင်းအောင်တို့ကမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိမျိုးဆက်တင်ဖြစ်တဲ့ဆေတန်သုံးမကုံအောင်ချမ်းသာတာကြောင့်လဲကာမလီတိုင်းလူကျင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ချမ်းသာတဲ့အနေအထားရှိသလိုမင်းကလေးတွေနဲ့လည်းပတ်ရှုပ်ခြင်းတိုင်းရှုပ်လို့ရတဲ့နောက်ကျောင်းတွေရှိပါတယ်။ ညီမနေရောက်ကတကယ်ဒိတ်ဒိတ်ကျဲတထေးကြီးတွေနဲ့တာတွဲနေရမို့လဲချီကျူးနေကြတာပါလွေမောကသမီးတွေကိုတကယ်ဒိတ်ဒိတ်ကျဲလက်တွဲတာထဲ့ပေးတာမို့လဲတချို့ကတော့အကွက်လေးတွေကလှလိုက်တာလို့ပြောဆိုနေတာပါရုံဝတ်ဒီလွေမောနဲ့ရွန်းနဒီလွေမောတို့နှစ်ယောက်စလုံးမီဒီယာတွေနဲ့လည်းအဆက်အသွယ်မလုပ်ဘဲတီးတန့်လာနေတာပါသူတို့ချစ်သူတွေနဲ့ပတ်သက်ပြီးခုလိုသတင်းတွေထွက်နေတဲ့ပုံမှန်လည်းဘာမှဖြေရှင်းတာမျိုးမရှိပါဘူးလွေမောဘက်ကလည်းသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးမသိတလို့တာနေထိုင်နေတာပါလွေမောကရုံဝတ်ဒီလွေမောကွာရှင်တဲ့အချိန်တုန်းကလည်းဘာမှ ါဖြည့်ရှင်းထားတာမျိုးရှိမနေတာပါလက်ရှိမှာလွင်မိုးတို့ဇနီးမောင်နှံကမြေးဖြစ်သူလိန်လေးကိုထိန်ချောင်ပင်းရင်နဲ့သာဖြတ်တန်းလို့နေတာပါမြေးဖြစ်သူနဲ့သာဖြတ်တန်းနေရမို့ဘာမှသိကိမဆိုင်နေနေကြတာပါရုံးဝတီလွင်မိုးနဲ့အပြိုင်နေရွှေသွေးအောင်ရဲ့ညီကိုချစ်သူတော်ထားတဲ့ညီမဖြစ်သူရုံးနတီလွင်မိုးပေါ်ပရိသတ်တို့ရဲ့မြင်ကိုလည်းပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်